ယူကရိန်းမှာစစ်ပွဲဆင်နွှဲနေတဲ့ရုရှားထမရေနံဝယ်ယူနေခြင်းကိုရပ်တန့်ရန်စက်တင်ဘာလ25ရက်နေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတူဂီတပရာကိုတိုက်တွန်းလိုက်ပြီးရေဒါရှောင်းနိုင်တဲ့အမေရိကန်တိုက်လေယာဉ်များကိုဝယ်ယူရန်တူရကီကိုပြစ်ပင်ထားခြင်းအားမိမိပြန်လည်ဖွင့်ပေးနိုင်တယ်လို့အရေးအဖက်ပြောကြားခဲ့ပါတယ်။အာဒိုဂန်က2019ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အင်ဖီရိုကိုသွားခဲ့ပါတယ်။နေတိုးမဟာမိတ်ဖွဲ့ဝင်တူရကီကရုရှားလေကြောင်းကာကွယ်ရေးစနစ်ကိုဝယ်ယူတဲ့အတွက် F35 တိုက်လေယာဉ်များကိုတူရကီထံရောင်းချခြင်းအား2019ခုနှစ်မှာအမေရိကန်ကပိတ်ပင်ခဲ့ပါတယ်။သူတို့ကနည်းပညာမြင့်မားတဲ့လေယာဉ်တွေထက်ပဋိပက္ခအဆုံးသက်ရေးကိုအလွန်လေးထားဆွေးနွေးရပါလိမ့်မယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။ဆွေးနွေးပွဲများအဆင်ပြေခဲ့မယ်ဆိုပါက ရုရှား S400 ဒုံးကျည်များဝယ်ယူတဲ့အတွက်တူရကီကိုချမှတ်ထားတဲ့ပေးဆမှုများကိုပြန်ခွင့်ပေးရန်မိမိအစင်းသိရှိနေရလို့အမေရိကန်သမ္မတကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ Trump ကယူကရိန်းရဲ့ဒီကပြဿနာကိုအာတိုဂန်နဲ့ဆွေးနွေးခဲ့ပါတယ်။အာတိုဂန်ရဲ့တူရကီနိုင်ငံဟာရုရှားကိုနိုင်ငံကပေးဆမှုများချမှတ်ရာတွေပါဝင်ရန်ညှင်းဆန်ထားခဲ့ပြီးရုရှားရင်းနှီးများကိုတော့ပုံမဝယ်ယူခဲ့ပါတယ်။ ရုရှားကဒီစစ်ပွဲကိုဆက်လက်ဆင်နွှဲနေရာကြောင့်ခမားအနေနဲ့ရုရှားစီကနေရေနံဝယ်ယူတာကိုရက်စေချင်ပါတယ်လို့အမေရိကန်သမ္မတယုန်ကန်ရဲ့နှစ်နာရီကြာတွေ့ဆုံပွဲရဲ့အစမှာထရန့်ကသတင်းတောက်များကိုပြောကြားခဲ့ပါတယ်။အာဒိုဂန်ကရုရှားသမ္မတပူတင်ပေါ်ဩစာတက်ရောက်တယ်လို့ထရန့်ကပြောကြားခဲ့တယ်ဆိုပေမဲ့လည်းအာဒိုဂန်အကောင်းဆုံးလုံးနိုင်တဲ့အရာမှာရုရှားထံမှရေနံနဲ့တဘာဝတံငွေများမွေးဝဲယူရန်ဖြစ်တယ်လို့ဆိုပါတယ်။ဥရောပရဲ့ ရူဂျယ်အင်စတီကျူရဲ့အဆိုအရတူရကီဟာရုရှားရဲ့ဆုတ်ထားမြောက်ကုန်သွယ်ဖက်နိုင်ငံဖြစ်တယ်လို့သိရပြီးလွန်ခဲ့တဲ့နှစ်မှာအပြန်အလှန်ကုန်သွယ်မှုတန်မှုစုစုပေါင်းဟာအမေရိကန်ဒေါ်လာ52ဘီလီယံရှိတယ်လို့ဆိုပါတယ်။အထူးသဖြင့်ရေနံနဲ့လျှက်စစ်ပစ္စည်းများကိုကုန်သွယ်ခဲ့ကြခြင်းဖြစ်တယ်လို့ဆိုပါတယ်။